အဲအိန္ဒိယလေရင်ပြတ်ကျတဲ့ထဲမှာအသက်ရှင်လွန်မြောက်လာသူတအူးထဲသာရှိပြီးတိဆုံသွားသူတွေကတော့လေရင်ပေါ်လိုက်ပါလာကြသူတွေတင်မကပဲလေရင်ပြတ်ကျခဲ့တဲ့နေရာရဲ့အောက်မှာရှိတဲ့တက္ကသိုလ်ကျောင်းသားတွေနေထိုင်တဲ့အဆောင်ထဲတိုက်မိခဲ့တာကြောင့်တိဆုံသူတွေဟာတော်တော်လေးကိုများပြားခဲ့ပါတယ် အဲ့ဒီအဖြစ်ဆိုတဲ့ကအသက်ရှင်လွန်မြောက်လာသူတူကတော့ရာမေးဆိုသူဖြစ်ပြီးသူဟာတတော်လေးကိုမှကန်ကောင်းခဲ့ပါတယ်။လေရင်ပြတ်ကျခဲ့ပြီးနောက်မှာတော့ရာမေးဆိုသူဟာအလုံးတွေးမြင်ရတဲ့အတိုင်းဒဏ်ရာကြီးကြီးမားမားရရှိတာမျိုးမရှိဘဲလမ်းလျှောက်ပြီးတော့တောင်သွာလာနိုင်နေသေးတာဖြစ်ပါတယ်။နောက်ပြီးသူဟာအင်္ဂလန်နိုင်ငံသားအိန္ဒိယနွယ်ဘွားတယောက်ဖြစ်ပါတယ်။ဒီအဖြစ်ဆိုကနေကန်အရန်ကောင်းပြီးလွန်မြောက်လာတဲ့သူကိုရိုက်တာသတင်းတောက်တူမှလေရင်တစ်စီးလုံးပြတ်ကျပြီးမိလောက်ပေါက်ွယ်သွားတဲ့ထဲကနေဘလို့လုံးလွန်မြောက်လာတယ်ဆိုတာကိုတွားရောက်မေးမြန်းမှုပြုလို့ တ်တော့ကံကောင်းလှုံးသူရမေးဆိုသူပြောပြတာကအရာအားလုံးဟာကျွန်တော်မျက်စိရှိမှတင်ဖြစ်ဖြစ်သွားခဲ့တာဖြစ်ပြီးအခုလို့အသက်ရှင်လွန်မြောက်လာမယ်လို့လုံးဝကိုထင်မထားခဲ့ဘူးမျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်စိတ်ထဲမှာဘဝကူးသွားပြီလို့ထင်ခဲ့ပြီးကျွန်တော်ကိုကျွန်တော်တည်သွားပြီလို့ပဲထင်ခဲ့တယ်အခုလို့လွန်မြောက်လာတာတကယ်ကိုမယုံနိုင်ခဲ့ဘူးလေရင်တက္ကသိုလ်ကျောင်းသားတွေနေထိုင်တဲ့အဆောင်ကိုဝင်တိုက်ပြီးတဲ့နောက်ကျွန်တော်မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ ကျွန်တော်အရှိမလေးရင်မယ်တွေရဲ့အလောင်းလေးနဲ့ခီးသည်တွေရဲ့အလောင်းလေးကိုကျွန်တော်တွေးရတယ်။နောက်ပြီးကျွန်တော်တို့စီလာတဲ့လေရင်လေရင်ကွင်းကနေပြန်တက်ပြီးစက္ကန့်30လောက်အချိန်မှာပဲလေဘော်ကိုရောက်တော့လေရင်ရဲ့စက်တီဟာ5စက္ကန့်ကနေ10စက္ကန့်လောက်ရပ်သွားခဲ့တယ်။နောက်ပြီးခီးသည်တွေထိုင်နေတဲ့နေရာကအချက်ပြမီအဝစိမ့်နေဟာမှိတ်လိုက်ဖွင့်လိုက်ဖြစ်နေခဲ့ပြီးအဲအချိန်မှာလေရင်စက်တီဟာပုံမှန်အတိုင်းပြန်အလုံးလုံးလာပြီးလေရင်ကိုအပေါ်ပြန်တက်ခဲ့ပေမဲ့ လီရင်အောက်ထိုးဆင်းနေတဲ့အချိန်ကိုဘလို့မှတည့်မနိုင်တော့ပဲလီရင်ကွင်းရဲ့အပြင်ဘက်မှာရှိတဲ့တက္ကသိုလ်ကျောင်းသားတွေနေထိုင်တဲ့အဆောင်ကိုဝင်တိုက်ခင်းမိတာဖြစ်တယ်လို့ရာမေးဆိုသူကပြောပါတယ်ဒီလိုနဲ့တရင်တော်ကဒါဆိုခမားကဘလို့လောက်ပြီးလွန်မြောက်လာတာလဲလို့မေးတော့ရာမေးဆိုသူပြောတာကအောက်မှာရှိတဲ့အဆောင်နဲ့လီရင်တိုက်မိခဲ့တဲ့အချိန်မှာကျွန်တော်တစ်ချက်လေးသတိလေးသွားတယ်ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မှာလီရင်ဟာအဆောင်နဲ့တိုက်ပြီးလီရင်ရဲ့တကားပေါက်ဟာလွင်ထွက်သွားတာကြောင့်အဲ့ဒီအပေါက်ကနေပဲကျွန်တော်ထွက်လာခဲ့တာဖြစ်တယ်ကျွန်တော်ကိုကျွန်တော်လွန်မြောက်လာမယ်လို့မထင်ခဲ့ဘူးလို့ ော့လေရင်ပြတ်ကြတဲ့အချိန်မှာကန်အရန်ကောင်းပြီးလွန်မြောက်လာတယ်ရာမေးဆိုသူကပြောပြပါဗါးမနေ့တုန်းကတော့အိန္ဒိယနိုင်ငံတမရာမူဒီဟာလေရင်ပြတ်ကြခဲ့တဲ့နေရာကိုတွားရောက်ခဲ့ပြီး အသက်ရှင်လွန်မြောက်လာတဲ့ရာမဲဆိုသူကိုအားပေးစကားပြောဆိုကာတည်ဆုံသွားသူတွေရဲ့မိသားစုတွေကိုနှင့်သိမ့်ပေးခဲ့ပါတယ်။နောက်ပြီးအဲ့ဒီလင်းရင်ပြကြမှုမှာကံကောင်းသူနောက်ထပ်တစ်ယောက်ကတော့လင်းရင်မမှီဘဲကြံ့ရည်ခဲ့တဲ့ရှာဟန်းဆိုတဲ့မိန်းကလေးဖြစ်ပါတယ်။သူမပြောပြတာကအဲ့ဒီအချိန်မှာကအရင်ကျက်လို့စိတ်ညစ်ခဲ့ရတယ်။လင်းရင်ဝင်းကိုရောက်တော့လင်းရင်မမှီဖြစ်ပြီးသူမကြံ့ငယ်ရလို့စိတ်ပြက်နေခဲ့မိတယ်။ကန်ဆိုးချင်းတွေကသူမအတွက်ကံကောင်းခဲ့တယ်။အဲ့ဒီနောက်မှာတီလိုက်ရတာကသူမမမှီခဲ့တဲ့လင်းရင်ဟာပြက်ကျခဲ့ပြီးလင်းရင်ပေါ်လိုက်ပါသွားတဲ့ခီးတဲ့ ည်းအားလုံးသိဆုံးသွားခဲ့တယ်။တကယ်လို့သာသူမအရီလေးရင်ပေါ်အချိန်မီတက်မိခဲ့မယ်ဆိုရင်အခုလိုသတင်းတောက်တဲ့ရဲ့မေးမြန်းမှုကိုဖြေဆိုနိုင်ခဲ့မှာမဟုတ်ဘူးလို့ရှာဟန်းဆိုတဲ့မိန်းကလေးကပြောပါတယ်။လက်ရှိမှာတည်ရတာကအရီလေးရင်ပြကြမှုမှာသိဆုံးသူစုစုပေါင်း269ဦးဖြစ်ပြီးဒဏ်ရာရရှိသူအယောက်60ကျော်ရှိတယ်လို့သိရပါတယ်။နောက်ပြီးအဲ့ဒီပြကြသွားတဲ့လေရင်ထဲလိုက်ပါလာသူ242ဦးမှာရာမင်းဆိုသူတူထဲတာအသက်ရှင်လွန်မြောက်လာခဲ့တာဖြစ်ပါတယ်။ နောက်ပြီးဒဏ်ရာရရှိသူအယောက်60ကျော်နဲ့တိစုံသွားသူနောက်ထပ်28ယောက်ကတော့အောက်ကသူတွေဖြစ်တယ်လို့သတင်းတွေမှာဖော်ပြပါဗျာ။